ဒီစိတ်ဓာတ်ရေးလမ်းကြောင်းတင်လာကြတဲ့ဟာကြီးကတော်တော်လေးအန္တရာယ်ကြီးတယ်။ကျွန်တော်တို့စီမှာလည်းအခုမှမဟုတ်ဘူးဒီဆရာနာရှင်ခဲဆက်ဆက်မှာဆိုရင်လည်းတဘာဝဘေးဖြစ်လာပြီဆိုတာနဲ့အဲ့ဒီအခြေအနေတွေကိုခူလုံးလောက်ပြီးတော့သူတို့လိုရအောင်ဆွဲသွင်းကြတယ်။ အနည်းဆုံးဆုံးဆိုရင်ကျွန်တော်တို့ဒီ2020နဲ့ကိုဗစ်ဖြစ်တော့မှဆိုရင်ဒီသွားဘေးကိုအသုံးချပြီးတော့သူဒီသွားဘေးနဲ့ပတ်သက်တဲ့ဥပဒေသစ်တွေထုတ်တယ်။ရခိုင်မှာစစ်ပွဲတွေရပ်ဖို့ကိစ္စဆန္ဒထုတ်ပေါ်ကြတဲ့သူတွေကိုအလူစုပါတယ်ဆိုတော့ဒီသွားဘေးဖြစ်နေတော့မှအလူစုပါတယ်ကိုဗစ်ဖြစ်နေတော့မှအလူစုပါတယ်ဆိုတော့ခေါင်းစံနဲ့ဖမ်းတယ်။ဒါတွေကသွားဘေးတွေကိုအသုံးချပြီးတော့သူနိုင်ငံရေးရသူတို့လိုရာဆွဲကြိုင်နေဆိုတော့ဟာမျိုးလုပ်တယ်ပေါ့နော်။ မခင်နေလဲကျွန်မမေးချင်ပါတယ်ပေါ့နော်အခုလက်ရှိပေါ့နော်ဘာကတာအနေနဲ့ဒီဒီငလင်းကစဲရေးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေတဲ့အဲလှုပ်ရှားမှုတွေကဘယ်လိုမျိုးရှိနေလဲပြီးတော့လက်ရှိအချိန်တွေမှာရောလူတူကရောဘယ်လိုအချိန်တွေမျိုးနဲ့ရင်ဆိုင်နေရလဲဆိုတာမျိုးကိုဟိုကျွန်မတို့ကိုပြောပြပေးပါအောင်ရှင်ဟုတ်ဟုတ်ကဲ့အော်ဒီငလင်းစဖြစ်တဲ့ရပေါ့နော်ကျမတို့ဒီဘာကသမြအဖွဲချုပ်ပေါ့နောက်ပြီးတော့ဒီဘာကသမြအဖွဲချုပ်အောက်ကဒီရန်ကုန်တက္ကသိုလ်ကျောင်းသားများတမကကျမတို့ဒီတမကအဲတမကရဲ့အနေနဲ့စပြီးတော့ ီငွေကြေးကိစ္စအတွက်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာမျိုးဆွေးနွေးကြရတယ်။အဲ့မှာဒီဟာအတွက်ဟိုဖဏငွေကောက်ခံတဲ့ဟာမျိုးတွေရမငွေကောက်ခံတဲ့ဟာမျိုးတွေလုပ်ပြီးတော့ခါကျကျွန်တော်ဒါတွေကိုအခုညီကယ်ဆယ်ရေးလုပ်ဖို့အတွက်အမ်ဆွေးဆွေးရုံးကြရတယ်ဒီဆွေးနွေးကြရပေါ့နော်ပြီးတော့မှတခြားဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းပြီးတော့တခြားဖွဲ့အစည်းအစွန်းဒီပြည်နိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂါတို့နောက်ပြီးတော့ဒီအမီယာစီယူဟိုအဒီအရေးပေါ်တော့မြန်အညီနိုင်ဆောင်ရယ်ယူနေ ဒီရောနောက်ပြီးတော့ခါကြတော့ဒီတခြားအပြည်ရင်းပြပါကအရက်ဖက်ဖွဲ့အစည်းတွေရောဒီဒီလူတွေအများကြီးစုပေါင်းမယ်ကျမတို့ဒီရမုံငွေရှောက်ဖွဲ့ကြီးလောက်ကြတယ်အဲ့ဒီကနေမှတစင်ကျမတို့ဒီမန္တလေးတတဦးနောက်ပြီးတော့တောင်ဦးနေပြီးတော့ပြမနာဒီရမဲတဲ့နောက်ပြီးတော့ပျော်ပွဲဒီလိုမျိုးဒီငလျင်ဘေးတန်တဲ့နဲ့ဒေသတွေမှာဒီအိမ်တော်စုတထောင်ခန့်လောက်ထွက်ကျမတို့အဲ့လိုမျိုးထောက်ပံ့နိုင်ခဲ့တဲ့ဟာမျိုးရှိရပါတော့ကျမတို့ဒီလူကိုယ်တိုင်ကိုကြသွားရောက်ထောက်ပံ့တဲ့ဟာမျိုးတွေလောက်ကြတယ်ဒီမြေပြင်ဆင်းပြီးတော့လောက်ကြတဲ့ဟာကြီးအဲ့လိုမျိုး ဒီတမကရဲဘော်တွေနဲ့ပူပေါင်းမျိုးလို့လောက်ကြရတာရှိရဲ့ကျွန်တော်တို့လုပ်တယ်ဆိုရဟာမျိုးကဒီလူလူတစ်ရက်လုံးအနေနဲ့လုပ်တဲ့ဟာမှာဆိုရင်ဟိုအစိပ်ပိုင်းတစ်ခုပဲရှိပါသေးတယ်တကယ်တမ်းကဟိုခဏဒီလူလူချိန်နေဆိုရမိခွန်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်လည်းအကျွန်တော်တို့လုပ်တယ်ဆိုရဟာမျိုးဒီငလျင်စားပြတာနဲ့တပြိုင်နဲ့လူတစ်ရက်လုံးကအချင်းချင်းကိုတကယ်အားတက်ပြီးအကူညီကြတဲ့အခြေအနေဒါကျွန်တော်တို့လည်းအဲ့လိုပဲလုပ်တယ်အာ ဒီတချို့ကကျတော့ဒီပြောကြရတဲ့ဟာမျိုးရှိဒီလူတို့ကသွေးနေပြီဆိုတဲ့ဟာမျိုးပြောကြရတဲ့ဟာရှိမြဲတကယ်တမ်းဒီဟာတွေမဟုတ်ဘူးဆိုတဲ့ဟာတွေကိုဟိုလက်ရှိကိစ္စတွေဖြစ်ပြက်လာတဲ့အခါမှာဒီလိုဟာတွေတက်တည်ထုံနေတဲ့အခြေအနေဖြစ်တယ်အကိစ္စတစ်ခုမှရှိပြီဆိုတော့လူတို့ကဝမ်းမပါဝင်ဘူးလုံးဝဝင်မနေဘူးအဲဘယ်လိုပဲလူတို့အထင်အရတဲ့ကိစ္စတွေဖြစ်ဖြစ်ချင်းချင်းကူညီရဲ့အပေးထောက်ပံ့တယ်အာနောက်ပြီးတော့ဒီဒါလူလူတွေမဟုတ်ဘဲနဲ့တခြားဒီတော်လိုင်းအင်အားစုတွေလည်းပါဝင်ကူညီကြတယ်လူလူလုပ်ငန်းတွေလုပ်ကြတယ် ဟုတ်ကျမတို့စီမံကပြဿနာဘယ်လိုဖြစ်လဲဆိုတော့ဒီပြည်သူလူတစ်ရက်လုံးကဘယ်အခက်ခဲပဲရှိရှိအဲဘယ်သဘာဝပြရနေပဲရှိရှိတတလုံးကိုဘာသာကိုဖြည့်ရှင်းလာကြရတယ်ပေါ့နော်ဒီမြေယာမှုတွေရောနောက်ပြီးဒီစိုးရင်ကြောင်းကြောင်းမှုတွေရောအခုဆိုရင်လည်းဖြစ်နေတဲ့ဟာတွေအကုန်လုံးရောတစ်ခုပြီးတစ်ခုအလိုတစ်ခုပြီးနောက်တစ်ခုပေါ်လိုက်မပြီးသေးလိုက်နေပဲဖြည့်ရှင်းလာတဲ့ဟာဒီ2.0ကျော်တောင်ဖြည့်ရှင်းလာတယ်လို့ပဲပြောရမှာပဲ ော်တကယ်တမ်းကတော့ဒီလိုမျိုးပြဿနာတွေဖြစ်လာပြီဆိုရင်တော့ဖြေရှင်းပေးရမှာကတော့ဒီနိုင်ငံတကာနိုင်ငံသားမဟုတ်လည်းနေရာတနေရာအုပ်ချုပ်နေရအစိုးရတွေမှာတာဝန်ရှိရဆိုပေမဲ့အော်ကျွန်တော်တို့စီမှာကတော့လူမှုပုလုံရေးစနစ်ကလည်းဘာမှမရှိတဲ့အခြေအနေမျိုးတွေမှာရောနောက်ပြီးတော့ဒီအမတရားအနာသိမ်းထားပြီးတော့ဒီပြည်သူလူထုကိုပြိနေရေးနဲ့ခေါင်းဖြတ်ရေးပဲလုပ်တဲ့အစီအနာရှင်စနစ်အောက်မှာနေနေရတဲ့အတွက်ကြောင့်ကိုယ့်ဘာသာကိုယ်ပဲဖြေရှင်းနေရတယ် နောက်ပြီးတော့ဒီအချိန်မှာကျွန်တော်တို့ကကုညီဒီလိုမျိုးဖြည့်ရှင်းနေတဲ့သူတွေဟိုကုညီဖြည့်ရှင်းနေကြတဲ့သူတွေကိုဖန်နာစီလာနဲ့ပတ်စံသိန်းညာတွေအောင်လုပ်နေကြတဲ့အချိန်မျိုးတွေမှာရောနိုင်ငံကကုညီရလာတဲ့အချိန်မှာလည်းမောင်ပိုင်သိန်းညာဟာမျိုးလုပ်နေတဲ့အခါမှာရောဒီသူတို့ကကိုယ့်ဘာသာကိုယ်ပဲဖြည့်ရှင်းနေရတဲ့ဟာတွေကိုတောက်လျှောက်လုပ်လာရတယ်။ COVID ဆိုရင်လည်း COVID ရေးဖေးဆိုရင်လည်းရေးဖေးအကုန်လုံးကိုယ့်ဘာသာကိုယ်ပဲခါစီခံနေရတဲ့အချိန်မျိုးမှာရောကျမတို့အများကြီးပြင်ဆင်ရတဲ့ဟာမျိုးလုပ်နေရတယ်ပေါ့နော်။အဲ့လိုအချိန်တွေတော့အများကြီးဖြစ်ပါတယ်။ ပါရှင်အခုလိုမျိုးဆင်နေပြီးရတဲ့ကျေးဇူးတင်ပါရှင်။ဘာကသာအနေနဲ့ကာဒီခက်ခဲကြုံတိုင်းလူသူနဲ့အတူရှိနေရအောင်တွေ့ရတယ်ပေါ့နော်။ဘာကြောင့်လူလူရဲ့ဒီလိုအချက်အသေးတွေမှာအတူရင်ဆိုင်တုတ်ပြန်ဖို့လိုရတယ်။ပြီးတော့တစ်ဖက်မှာလည်းဒီကုညီအဲကုညီကေဆေရီတွေဆိုတာပေါ့နော်။ဒီကေဆေရီအဖွဲ့တွေရဲ့အလုပ်ပြီးတော့နိုင်ငံသမားတွေကနိုင်ငံရေးပဲပြောတင်နေဒါတွေကအလုပ်တွေပိုလာစေမယ်ပြီးလို့ရှင်ပြည်သူကပို့ပြီးမိခိုလာစေမယ်ဆိုပြီးပြောပြောကြတာရှိတယ်ပေါ့နော်။အဲ့ဒီအပေါ်မှာဘာကတာဘလုံးမှုတွေနဲ့တွားနေလေပြောနောက်တစ်ခုကဒီငလင်ကြောင့်ပေါ့နော်လူလူအနေနဲ့တော်လန်ရေးဘက်မှာ အဲအားဆိုင်နိုင်တဲ့အပိုင်းတွေရှုတ်သွားနိုင်လာပြီးတော့လူသွင်းလှူရှာမှုတွေကိုဘာသာတအနေနဲ့အတိအကဟိုလှုပ်ဆောင်နေဖြစ်တဲ့အတွက်ကြောင့်ကိုခုဘယ်လိုမျိုးဆက်သွားနိုင်မယ်လို့ထင်ပါတယ်ရှင့်။အာတော်လည်းအဖွဲ့အစည်းတွေအားလုံးနဲ့အားလုံးတွေလည်းရတော့လူလုပ်ငန်းကိုလှုပ်ဖို့လိုတယ်။အာမဖြစ်မနေဘူးလှုပ်ရမယ်။အလူလုပ်ငန်းဆိုတာကစီယုံရေးအတွက်လှုပ်ရတာဆိုတာထောက်ပို့တယ်။ကျမတို့အနေနဲ့ဒီကိုဗစ်ကိစ္စတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ရေဘေးကိစ္စတွေဖြစ်ဖြစ်အတော့မဟုတ်အခုမလင်ကိစ္စတွေဖြစ်ဖြစ် အဲနောက်ပြီးတော့ဒီကုမ္ပဏီလုံးကြီးမားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်အဲနောက်ပြီးတော့ခါကြတော့ဒီဟိုးရင်တွေကဒီနာကိကိစ္စလို့ဟာမယ်ဖြစ်ဖြစ်ဘာကသာအဲလူလူခက်ခဲဖြစ်နေတဲ့အခြေအနေအားလုံးမှာတူတူတိုက်ပွဲဝင်ဖို့အတွက်တူတူဒုက္ခခံဖို့အတွက်အမြင်ရှိရဲနောက်ပြီးတော့အဲ့အရာကြောင့်မလို့လူလူလုပ်ငန်းတွေကိုလုပ်တယ်ကျမတို့ဟိုတော်လိုင်းအင်အားစုတွေဆိုတာကလူလူကိုနှိခိုးပြီးတော့မှလုပ်ရတာလူလူကဆက်ပြီးတော့တိုက်ပွဲဝင်ဖို့အားရှိလို့အဲနောက်ပြီးတော့ကျမတို့ကိုလည်းအားပေးနေလို့ဒါကြောင့်မို့ကျမတို့ကဆက်ပြီးတော့တည်ရနိုင်တာရက်တည်နိုင်တာ အဘာသာအနေနဲ့ရောတော်လန်ရေးအင်အားစုတွေအနေနဲ့ရောတော်လန်ရေးတရက်လုံးနေနဲ့အခုချိန်ကြီးတည်ရနိုင်တာလူလူကြောင့်မရက်တည်နိုင်ပါဘာကြောင့်မလို့ကိုကျမတို့ကလူလူလုပ်ငန်းကိုမဖြစ်မနေကိုလုပ်ရမယ်လုပ်ဖို့လိုတယ်နောက်တစ်ခုကတော့ကျမတို့လည်းလူလူတွေကတယောက်ပဲဒီငလျင်ကိစ္စဖြစ်ပြီဆိုတာနဲ့လူလူကသူ့ခြေသူ့လက်နဲ့ခုရင်ထောက်ပံ့ရေးလုပ်တယ်နောက်အဲ့ဒီအချိန်ဟုံကလည်းအရန်အောင်မှကြီးမားတယ်ကျမတို့ဒီဒေါ်လာရေးဖွဲ့စည်းရေးနေနေလဲအခုလာပြင်ဦးဒီငလျင်ပေးတဲ့ပြည်သူတွေအချင်းချင်းရလဲခူကြတယ် အဲကျမတို့တွေကလည်းဒီပြည်သူနဲ့မြဲတသားတည်းရှိတဲ့အဖွဲ့အစည်းအနေနဲ့ဒီလိုအခြေအနေမှာပြည်သူနဲ့တူတူဒုက္ခခံရတယ်။အဲ့လိုဒုက္ခခံနိုင်မှနောက်ပြီးတော့အတူတူကြော်ဖြတ်နိုင်မှပြည်သူရဲ့ယုံကြည်အားကိုးမှုနောက်ပြီးတော့အာဒီပြည်သူရဲ့ယုံကြည်လေးစားမှုဒီဟာတွေအစ်စ်မှန်အောင်ရတယ်။ဒါကြောင့်မလို့အဲလူလူကိုအာယုံဆိုင်တယ်ဆိုတာကလူလူပေါ်အားဆိုင်တယ်ဆိုတာကဒေါ်လန်ရေးပေါ်အားဆိုင်တာပဲဒီဟာကြောင့်လဲတော့ဒေါ်လန်ရေးပေါ်အားရော့သွားတယ်ဆိုတာအဲ့တော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဒီလုပ်ငန်းတွေလုံးရတာကဒေါ်လန်ရေးပဲ ကျွန်မတို့တွေဆင်မဆောင်ကိစ္စတွေအခုလုပ်နေကြရဲဆင်မဆောင်တွေအတွက်လုပ်တယ်ဆိုတာကလည်းနူးလုပ်ငန်းပဲဒီဟာတွေဒီလက်တော်လမ်းကြီးပဲကျွန်မတို့တွေကဒီနူးလုပ်ငန်းလုပ်နေတဲ့တပြိုင်တည်းမှာပဲဒီဟာကိုအားရသွားရဲဆိုတဲ့ဟာမျိုးသဘောထားရဟာမျိုးပဲ ਨੇ အဲ့ဒီစားဒီမနှင်တန်နေနောက်ပြီးဒီလာမဲ့ဖြစ်ရချက်တဲ့အကြောင်းမဖြစ်ပေါ်လာတဲ့လူတို့ရဲ့ဘောသားတွေနောက်ပြီးနှာကြီးချက်တွေကိုကျွန်တော်တို့ဒီဆက်နာရှင်စန့်ကျင်လမ်းကြောင်းစီကိုအတက်မှတ်ပေးဖို့နောက်ပြီးတော့ဒီစီယုံမှုလမ်းကြောင်းဖို့အတွက်လှုပ်ရမယ် ဒီလိုလူလုပ်ငန်းတွေအနေနဲ့တစ်ဆင့်ပဲကျမတို့ကစီယုံရတယ်။ကျမတို့အနေနဲ့လည်းဆက်သွားမှာကတော့ဒီကျမတို့ပြောနေကြတဲ့အတိုင်းဒီကပ်ကိုလည်းအတူအတူကြောအတက်ကိုလည်းအတူဆော်ဆိုတဲ့စကားအတိုင်းပဲငလျင်တောင်လည်းတူတူကြောဖြတ်မယ်။နောက်ပဲဒီဆီယနာရှင်စန့်ချင်းလှူရှားမှုတွေအလူးလှူရှားမှုတွေအဲ့ဒီဟာတွေကိုလည်းကျမတို့အိုက်ပွင့်ဝင်ပြီးတော့ဆက်လုပ်သွားအောင်ပါပဲ။ဒီငလျင်အတွက်ပြန်လည်ပြီစာရေးလုပ်ငန်းတွေလည်းကျမတို့ဆက်လုပ်သွားမှာဖြစ်သလိုတစ်ဖက်ကနေကျမတို့အဲလှုပ်တဲလှုပ်ရှားမှုတွေအတိုင်းဒီဆီယနာရှင်စန့်ချင်းလူလှုပ်ရှားမှုတွေကိုလည်းဆက်ပြုလုပ်သွားမှာပါပဲ။ ဟုတ်ကဲ့အခုလိုမျိုးဆင်းနေပြီးတော့ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်ကျွန်မအာဘောနော်အဲအဲမခင်နေကျွန်မမေးချင်ပါတယ်ဘောနော်ဒီလိုမျိုးဟိုနာကျင်နေရတဲ့လူတို့အဲလူတို့ကဘောနော်တော်တော်ကိုပြင်းမနေကြရေးဘောနော်ပြီးတော့ဒီရဲ့ဒီဒီပြင်းမမှုဒီနာကျင်မှုအပေါ်မှာပဲဒီသာမျိုးအာငင်းချမ်းရေးတွေတိတ်ဆုံဆွေးနေရေးတွေအပြစ်အပြစ်ခက်ရက်စေးရေးတွေအဲအဲ့ဒီရဲ့ရှူတော့ကနေပဲဖြည့်ရှင်းပုံလေးဘောနော်အတန်ကြေကြေလောင်လောင်နဲ့ကြားလာရတယ်ဘောနော်ပြီးတော့ တဖက်မှာလည်းလူတို့ကြားထဲမှာပေါ့နော်ဒီရဲ့နာကျင်မှုတွေကနေပြီးတော့လူတို့အာဏာပေါ်လာဖို့အတွက်စူးစမ်းနေကြတယ်ဆိုတော့ဒီကယ်ဆယ်ရေးကူညီရေးတွေအဲပြီးတော့နောက်တစ်ခုဒီဒီရဲ့ဟိုနိုင်ငံသမားတွေကပေါ့နော်အခုချိန်မှာဖာလို့တင်တယ်လို့ထင်ပါတယ်လို့ရှင်ဟုတ်ကျေးဇူးဒီစစ်တွေလမ်းကြောင်းတင်လာကြတဲ့ဟာကြီးကတော်တော်လေးအန္တရာယ်ကြီးတယ်။ကျွန်တော်တို့စီမှာလည်းအခုမှမဟုတ်ဘူးဒီဆရာနာရှင်ခဲဆက်ဆက်မှာဆိုရင်လည်းတဘာဘေးဖြစ်လာပြီဆိုတာနဲ့အဲ့ဒီအခြေအနေတွေကိုခုလုံးလောက်ပြီးတော့သူတို့လိုရအောင်ဆွဲသွင်းကြတယ်။ အနည်းဆုံးဆိုရင်ကျမတို့ဒီ2020ခုနှစ်ကိုဗစ်ဖြစ်တော့အောင်ဆိုရင်ဒီသွားဘေးကိုအသုံးချပြီးတော့တို့ဒီသွားဘေးနဲ့ပတ်သက်တဲ့ဥပဒေတည်ထုတ်တယ်။ရခိုင်မှာစစ်ပွဲတွေရပ်ဖို့ကိစ္စဆန္ဒထုတ်ပေါ်ကြတဲ့သူတွေကိုအလူစုပါတယ်ဆိုတော့ဒီသွားဘေးဖြစ်နေတော့မှအလူစုပါတယ်ကိုဗစ်ဖြစ်နေတော့မှအလူစုပါတယ်ဆိုတော့ကောင်းစံနဲ့ဖမ်းတယ်။ဒါတွေကသွားဘေးတွေကိုအသုံးချပြီးတော့တို့နိုင်ငံရေးရသူတို့လိုရာဆွဲကင်နေဆိုတော့ဟာမျိုးလုပ်တယ်ပေါ့နော်။အခုဆိုရင်လည်းအဲငလျင်ဖြစ်တာဘယ်နေရာမှမကြသေးဘူး။စစ်စဲရေးလမ်းကြောင်းမဟုတ်တင်တဲ့သူတွေကတင်ကြတယ်။ ခွင့်မရတင်ကြရတယ်နောက်ပြီးဒီအဖြစ်ရဖို့တော့နိုင်ငံတကာကဖိအားပေးတယ်ဒါပေမဲ့ကျမတို့တွေကတကယ်တမ်းလူလူကနာပြီးမနာပြီးဆိုတဲ့ဟာမျိုးကသူတို့ကသုံးသက်သူတို့ကသူတို့ကောက်ချက်ဆွဲပြီးတော့ပြောနေကြတဲ့ဟာတွေဒီဟာတွေကစစ်တပ်အနေနဲ့လက်နက်ချမှုဆိုတဲ့ဟာမျိုးတွေစစ်တပ်အနေနဲ့ဒေါ်လာရရလိုက်တော့ဆိုတဲ့ဟာမျိုးတွေကိုသူတို့တွေကစကားလှလှလေးသုံးပြီးတော့စစ်စဲရေးလမ်းကြောင်းမို့တင်နေကြလူလူအတွက်ဆိုတဲ့ကောင်းစင်အောင်မှာကျမတို့ရဲ့ဒေါ်လာရကိုရက်ခိုင်းနေကြတာပဲတကယ်တမ်းလူလူကအဲ့လိုမျိုးအော် သဘောထားရှိတယ်ဆိုတဲ့ဟာမျိုးကိုလည်းသူတို့ဘာမှသက်သေပြနိုင်တဲ့အနေအထားမျိုးလည်းမရှိဘူးအခုဆိုရင်လည်းလူတို့ကဒီစစ်တပ်ကဘာလဲစစ်ကောင်စီဘာလဲဆိုတာကိုသိချာသိတယ်တော်လိုင်းအင်အားစုတွေကတော့မှလူလူကိုစာနာတဲ့အနေနဲ့နှစ်ပတ်အပြည့်ရက်ပြီးရဲဆိုတဲ့အခြေအနေမျိုးတွေရှိတဲ့အချိန်မှာစစ်တပ်ကဒီဒီဘက်ကနေထုတ်လို့ဒီအပေါ်ရန်သူတို့ဘက်ကလည်းစာပြန်ထုတ်ပြီးတော့တကယ်တမ်းကျတော့လက်နက်ကြီးနဲ့ထူတယ်။ဘုံကျဲရိုင်းလုတ်တယ်။အဲ့ဒါတွေကနေရာအနှံ့မှာလုံနေတာ။ဒီကြံမှာဆိုရင်တော့တောက်လျှောက်ပဲလုံးဝကိုရစရာမရှိဘူး။ဒါတော့ခံနေရတဲ့အခြေအနေ မှာဆက်ဆက်ဆွေးနွေးရေးဆိုတဲ့ဟာမျိုးဘလို့မှမဖြစ်နိုင်ဘူး။ဒါလူလူအသိဆုံးပဲ။ခံရတဲ့သူတွေမှာလည်းဟိုအရရမဖြစ်တော့တကယ်တော့မနာကြီးချက်တွေပြည့်နေရဲ့ဆိုတဲ့အခြေအနေမျိုးရှိရဲ့။အဲ့လိုအခြေအနေမှာတော်လိုင်းအင်အားစုတွေကပို့ပြီးတော့အားဆိုင်ဖို့လိုတယ်။လူလူလုပ်ငန်းတွေများများလုပ်ပြီးလူလူကလမ်းပြန်ထူနိုင်အောင်လည်းဝိုင်းဝန်းကူညီပေးဖို့လိုတယ်။နောက်ပြောဒီလူလူမှာရှိနေတဲ့ဒီစိုးရိမ်စိတ်တွေဒီနာကြီးချက်တွေကိုလည်းဒီဆက်နာခြင်းဒီဒီဆက်နာရှင်ဆန့်ကျင်ရေးလမ်းကြောင်းပေါ်ဒီဆက်နာရှင်ဆန့်ကျင်စိတ်သက်အဖြစ်နဲ့ပြောင်းလဲပေးဖို့စီယုံရမယ် အခုမှဆိုရင်အချင်းချင်းကူညီနေကြတယ်ဒီအချိန်ဟုံမြက်ကြီးတယ်ဒီဟာကိုလည်းဒီဆရာနာရှင်စန့်ကျင်ရေလှုပ်ရှားမှုတရက်ဖြစ်နေအသွင်ပြောင်းလဲနိုင်အောင်စီရင်ရမယ်တိဆောက်ရမယ်တကယ်လဲဒီဟာတွေအားလုံးရဲ့ကျမတို့အဲကျမတို့ဒီမှာလိုအပ်နေတဲ့ဟာတွေအကုန်လုံးကွန်တူတင်မပြင်စင်နိုင်တာတွေအားလုံးနောက်ပြီးတော့ခါကျတော့ပြန်လဲတိဆောက်တွေမှာတရားဥပမာခက်ခဲနေရတဲ့အားလုံးနဲ့တရားခမ်းလည်းဆက်ရနာရှင်စနစ်ပဲဒီစစ်သုံးစက်နဲ့တိဆောက်ထားတဲ့ဆက်ရနာရှင်စနစ်တို့တွေမှာပဲအဓိကတောင်းအရှိရအဲ့ဒီဟာကိုကျမတို့ဘက်ကလည်းများများဖြန့်ပြီးတော့စီယုံမှုလိုတယ် နောက်ပြီးတော့ဒီတစ်ဖက်မှာဆိုရင်လည်းကျမတို့လက်ရှိအခြေအနေမှာဆိုရင်ဒီနိုင်ငံရေးကရောင်းအောင်ဖိအားများတဲ့အခြေအနေရှိရယ်အာဒီဖြစ်ပြသွားတဲ့နိုင်ငံရေးအခြေအနေတွေကဒေါ်လာရင်းအောင်စိတ်ဆိုတဲ့ဟာတွေအာရောင်းနေသွားတဲ့ဟာမျိုးမဖြစ်အောင်ကိုကိုယ်တိုင်လည်းအဲ့ဒီစိတ်ကိုပြန်လဲတိဆောက်တဲ့ဟာမျိုးလုပ်ပြီးတော့ဒီလူလူသားထဲမှာလည်းဒီဟာမယုတ်ရော့သွားအောင်စီယုံပေးရမယ်ပေါ့နော်ကျမတို့အားပြားမြောက်တွေလည်းအများကြီးလုပ်ပေးရမယ်နောက်ပြီးတော့ခါကျတော့ဒီပြည်တွင်းပြည်ပကစိစက်ရေးသမားတွေနောက်ပြီးတော့ဒီပြစ်ခတ်ရဆဲရေးအတွက်အတွေးခေါ်တင်လာကြတဲ့ဟာဒီဟာတွေကိုတိုက်ထုတ်ရမယ် ဒါဆိုရင်ပေါ့နော်ကျမတို့ဘယ်လိုတိုက်ထုတ်အောင်လဲဆိုတဲ့ဟာမျိုးတွေမေးစရာရှိတယ်။အဲ့ဒီတော့ကျမတို့အနေနဲ့ကတော့ပထမဆုံးတစ်ချက်အနေနဲ့ကဒီဒီနိုင်ငံတကာနေပြီးတော့ဒီဒေါ်လာရင်းမှာပအဝင်ပတ်သက်လာတဲ့ဟာတွေဝင်ရောက်ဆက်ဖက်လာတဲ့ဟာတွေကျမတို့ပပနဲ့နဲ့ဖြေရှင်းဖို့လိုတယ်။ GDP ထားဖို့လိုတယ်။အနောက်အရေးကြီးတဲ့ဟာကတော့ကျမတို့ဒီအပေါင်းစုတရက်ဖြစ်လာအောင်တိစောက်ရမယ်။ခိုင်မာတဲ့မူဝါဒတွေအချမှတ်ပြီးတော့အချင်းချင်းချိတ်ဆက်မှုတွေနောက်ပြီးတော့ဒီဒေါ်လာရင်းရဆက်နွယ်မှုတွေအရင်အကောင်းလာအောင်လုပ်ပြီးတော့ ဒီလိုမျိုးအကောင်းလာအောင်လုပ်ပြီးရဲ့အခြေအနေမှာပဲကျမတို့ကတကယ်အင်အားကြီးရဲ့အဒီလမ်းကြောင်းတင်လာတဲ့ဟာမျိုးတွေကျမတို့အင်အားကြီးကြီးနဲ့ထိန်းချုပ်လာနိုင်တဲ့ဟာမျိုးတွေကျမတို့ကပြန်ပြီးတော့တွန်းလှန်တိုက်ခိုက်နိုင်မယ်ဆိုတဲ့အနေအထားမှာရှိရဲ့ပြီးတော့ကြောင့်ကျမတို့တွေကဒီခိုက်တန့်ကိုခဏလေးအချိန်မှလည်းပြောသွားသလိုပြောဒီအချိန်မှပို့ပြီးတော့ချိတ်ဆက်မှုတွေအကောင်းလာတဲ့ဟာတွေအသုံးချပဲကျမတို့ကတပေါင်းစုလမ်းကြောင်းပုံသွားရမယ်အဲ့လိုမျိုးပပနက်နက်နဲ့ဖြည့်ရှင်းမှုလို့ရဲစီစီလုံးလုံးနဲ့ဖြည့်ရှင်းမှုလို့ရဲအဲ့လိုကနေမှတစ်ခါကျမတို့ကဒီဆေးအုပ်စု ဒီစစ်ဆိုးရစစ်ဘျူရိုကရေစီရန်နေရဆိုတော့ဒီစစ်သုံးစစ်နဲ့ပြီးဆောက်ထားတဲ့ဆရာနာရှင်စနစ်ကိုအမြင့်ဖြတ်ဖြုတ်ချဖို့လူလူနဲ့တူချီတက်ရမယ်ဒီလိုမျိုးသုံးနိုင်မှာပဲကျမတို့ခဏလိုမျိုးလောက်ကြလောက်ကြရတဲ့ဒီလူလူအချင်းချင်းရပဲအများနဲ့ကုညီထောက်ပံ့ပေးနေရတယ်စနစ်တွေဒီလိုလူကပဲကိုယ့်ကိုကုညီနေရတယ်ကိုယ့်ဘာသာကိုယ့်ရှေ့ကိုယ်လည်းဖြည့်ရှင်းနေရတဲ့စနစ်တွေကိုမြင်မြင်အဆုံးသတ်ပြီးတော့ကျမတို့လိုအပ်တဲ့အကူဘွားကိုထိန်ချောင်းနိုင်ကိုဘွားကိုအာမခံချက်ရှိရတဲ့ကျွန်တော်တို့ရှေ့ဆက်နိုင်ပါပဲဒီကြောင်ကျွန်တော်တို့ဆက်ဆက်နာရှင်စနစ် ထောက်ရှားဖို့အတွက်ကျွန်တော်တော်လိုင်းအင်အားစုတွေနဲ့ပို့ပြီးတော့စူးစီးရမယ်တပေါင်းစုလမ်းကြောင်းကိုချီတက်ရမယ်လို့ကျွန်တော်ကတော့အမှတ်ချက်ပေးလိုပါတယ်ဟုတ်ကဲ့အခုလိုမျိုးဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်